Hello hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီနေ့ကတော့မဲခေါင်ရေလောင်တမန်ကိုမထင်မဖဲနဲ့ရောက်သွားတာလေးပေါ့နော်အဲ့အားလေးကိုတင်လိုက်ပါတယ်ညနေနေဝင်ကနီးလေးရောက်ခဲ့တာပေါ့နော် တကယ်တော့ဒီအခန်းပေါ်ရဲ့အကိုစီကိုသွားလဲရင်းနဲ့အဲ့ဒီအပြန်မှာ Google Map ကိုကြည့်လိုက်တော့ဒီရေတွေအများကြီးတွေ့ရနေပဲ။အော်ထကြည့်လိုက်တဲ့ခါကျတော့လှရဲဆိုတာနဲ့ခဏသွားပြစ်ခဲ့တာပါ။မန္တလေးမှာနေတော့ကရေလောင်းတမန်မရဘူးတာမို့လို့ပေါ့နော်။အခုကျတော့ဒီရေလောင်းတမန်ကတောင်တန်းနေရောဆိုတော့တော်တော်လှနေလို့အမတ်တရတစ်ခုနေနဲ့တင်လိုက်တာပါ။ ရီလုံးတမန်ကြီးကဒီတောင်တွေကြားထဲမှာရှိပြီးတော့တော်တော်လေးလာပါတယ်။ဟိုဘက်တွေလည်းပက်လို့ရသေးရပေါ့နော်။လမ်းတော့တွေ့ပါတယ်။ဒီနေ့ကတော့အချိန်မရတော့မလို့ဒီအများကြီးမပတ်တော့ဘဲနဲ့ရောက်တဲ့နေရာလေးမှာပဲခဏလေးထိုင်ချစ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီရေလောင်တမန်ဘေးနားလေးမှာဒီဇီးပင်တွေလည်းတွေ့ပါတယ်ဇီးသီးလေးတော့နည်းနည်းခုစားဖြစ်ခဲ့ပါတယ်နည်းနည်းမှဲ့တဲ့ဟာလေးပေါ့နော်ဒီရေလောင်တမန်ကလူတွေအများကြီးရှိနေတာမျိုးမဟုတ်ပဲねဘယ်လိုပြောရမလဲအခစားလာလောက်တဲ့လူလန်းလျှောက်တဲ့လူနည်းနည်းလေးတော့တွေ့ပြပါတယ် ဒါတော့ရေလောင်တမန်ရဲ့ဟိုဘက်တချမ်းပေါ့နော်ရေမရှိတဲ့တချမ်းကမှ သူဟာနဲ့သူဒီအပင်နေနဲ့အုံဆိုင်ပြီးတော့ဒီတော်တော်တော့လာပါတယ်နေရတော့တဖြည်းဖြည်းနဲ့ဝင်နေပြီပေါ့နော် နောက်နေ့ကျမှပဲဒီနီးလေလောက်ဖြည်းဖြည်းတခါပေါ့နော်ဒီရေလောင်တမန်ကြီးကိုပတ်ပြီးတော့လိုက်ကြည့်ပါဦးမယ် ဒါကတော့ရေလုံးတမန်ရဲ့ဖွင့်ထားတဲ့ရေထွက်ပေါက်တပေါက်ကားဒီချောင်းပေါ့နော်နေရာဆောင်နေပြီဆိုပေမဲ့နည်းနည်းအလိုမျိုးနင်းနေတော့လည်းအမတ်တရားတပုံရိုက်ဖြစ်ခဲ့ပါဗျာလီရီယာတဖြည်းဖြည်းတိုက်နေတာကိုမှဒီနေလဲဝင်သွားပြီမို့လို့အခုတော့ပြန်ရပါတော့မယ်အားလုံးပဲဘိုက်ပိုက်ပါနော်